မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ general knowledge channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာ တင်ပြပေးမှာကတော့အင်းပညာဘယ်ကစတဲ့လဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဆရာလက်ရမဟိတ်တီရဲ့ရေးသားတင်ပြချက်များမှာအချို့ကိုကောက်နှုတ်တင်ပြပေးခြင်းဖြစ်ပါတယ်အင်းပညာကိုစိတ်ဝင်စားသူများသာမကမြမလောကီပညာကိုစိတ်ဝင်စားသူများအနေနဲ့လည်းဘ ഹു တုတ္တလေးလာတင်ပါတယ် အင်းပညာကိုချစ်မြတ်လို့ပေမဲ့တချို့အရာတွေကို မျက်စိမယုံပြစ်လိုက်ဖို့ကျွန်တော်တို့အတွက်ခက်ခဲပါတယ်။ဖြတ်တန်းလာတဲ့လော်ကီလန်တစ်လျှောက်မှာကြုံရဆုံရတဲ့ထူးခြားတဲ့သူတချို့ရဲ့တမားကုန်ပြကွက်တွေကိုမျက်မြင်တွေ့ဘူးတာကြောင့်ယုံရတာမျိုးလည်းရှိပါတယ်။ဒီစာရန်ကိုရေးတဲ့နေရာမှာသူတေသနာလုပ်တဲ့သဘောနဲ့ခိုင်မာတဲ့အချက်လက်များကိုရေးသွားမှာဖြစ်ပါတယ်။ဘယ်ဝိစာကဘလူလာပြောတာဘသူကအကြမြင်မနှောပေါက်ပြီးရလာတာဆိုတာတွေပါဝင်မှာမဟုတ်ပါဘူး။ မြမအင်းပညာတွေဘယ်ကဆလာတလဲဆိုတာကိုပြောဖို့ရအတွက်လက်စုပ်လက်ကင် ပြနိုင်ဖို့ရခက်ခဲပါတယ်အားလုံးတိကျပြီးဖြစ်တဲ့ပထမအပဘိုးဘိုးအောင်ကိုအစိုးဆုံးလို့ယူဆစရာရှိပါတယ်အပဘိုးဘိုးအောင်ဟာ ကုန်းပေါင်ခေဦးပိုင်းနှစ်ပေါင်း200ကျော်ခန့်ကပထမအတက်နဲ့ထွက်ရပေါက်သူဖြစ်ပါတယ်ပထမလမ်းကအင်းစေစမအစုံလင်ရှိတဲ့ပညာဝင်တစ်ခုဖြစ်တာမူမျက်မှောက်ခေ မြမလောကီပညာရဲ့ရေတောက်မြစ်လို့တောင်ပြောနိုင်ပါတယ်။ဒီလိုဆိုဖဘိုးဘိုးအောင်က အင်းပညာကိုဘယ်ကရတလဲစဉ်းစားရပြန်ပါတယ်။အဖဘိုးဘိုးအောင်ကိုတောင်လွင်းကြီးမြို့လက်ပံရှိရွာအဖဥပိုးမြတ်မျိုးဆန်အမိဒေါ်မေညေရတို့မှမွေးဖွားလာသူသား၃ယောက်သမီး၁ယောက်ပေါင်း၄ယောက်တို့တွင်ဒုတိယမြောက်သားဖြစ်ပါတယ်။ငယ်နမီကမောင်အောင်ဖြစ်ပါတယ်မိဘနှစ်ပါးကလက်ပံရှိရွာမှ တကွန်တိုင်ကုန်းကြီးရွာသို့ပြောင်းရွှေ့လာပါတယ် ဘိုးဘိုးအောင်ဟာငယ်ဘဝ၌ရင်းရွာရှိဂျင်းီကျောင်းဆရာတော်ထံမှပညာသင်ကြားခဲ့ပါတယ်။ဂျင်းီဆရာတော်မှာအိမ်မက်အရာဂျင်းီပရာဗိုက်တစ်ခုကိုရရှိထားပါတယ်။ယင်းဂျင်းီပရာဗိုက်မှာအင်းအိုင်စမနီများကို ရေးထားပါတယ်။ကာလာတန်ကြတော့ဂျင်းီဆရာတော်ပြန်လွန်တော်မူပြီးကြံခဲ့တဲ့တပည့်ကြီး၃ပါးတွင်ဝါကြီးသောဥလက္ခဏာကကြောင်းထိုင်ရပါတယ်။ကြံဥပစင်၂ပါးကကြံတဲ့ပရိဘောဂတွေကိုခွဲဝေယူကြပါတယ်။ အဲ့ဒီအချိန်မှာရေတောက်ဖို့ကြောင်းပေါ်တက်လာတဲ့မောင်အောင်ကိုဥလက္ခဏာကမင်းလဲအမွေရထိုက်တယ်ကွာဟုဆိုပြီးညစ်ပေနေတဲ့ကောင်းကြီးကိုကြီးစဲတဲ့သဘောနဲ့ပြစ်ပေးလိုက်ပါတယ်။မောင်အောင်လည်းထိုကောင်းကြီးပေါ်လက်ထောက်ကစာရေးလေးရှိပါတယ်။ကြာတော့ကောင်းကြီးမှပေါက်ပြဲစပြူလာပါတယ်။ရင်ကောင်းကြီးကိုဖောက်ဖျဲပြီးကြည်ရမှဂျင်းနီပရာပိုက်ကိုရရှိခဲ့ပါတယ်။မောင်အောင်လည်းရင်ဂျင်းနီပရာပိုက်ပေါ်မှာ အင်းစမတ်တက်ပညာကိုလေ့လာရာတစတစဖြင့်တိုးတက်လာပြီး၄ကွက်အင်းမှ64ကွက်အင်းထိနိုင်နှင်းပေါက်ရောက်လာပါတယ်။တဖြည်းဖြည်းထူးခြားလာတဲ့မောင်အောင်ကိုတောင်တွင်းကြီးမျိုးဝင်မင်းကဖန်ဆီးစစ်ဆေးတဲ့အထီးဖြစ်လာလို့မောင်အောင်တို့မိသားစုဟာအင်းကြီးရွာသို့ရုတ်ဖြတ်ပြီးပြောင်းရွှေ့ကြရပါတယ်။မောင်အောင်လည်းအင်းကြီးရွာရွှေရောင်ရှံဖျားအနီးကဆရာတော်ထံမှာရှင်သာမဏေပေါင်းတို့ဝင်ခဲ့ပါတယ်။ မောင်အောင်ဟာရင်ဖျားအနီးမှជីနီပရာပိုက်တစုကိုထပ်မံရရှိခဲ့ပါတယ်။ထိုအခါမှစပြီးမောင်အောင်ဟာတော်ရဲမှာတာနေပြီးထွေရက်ပေါ့လုပ်ငန်းစဉ်များကိုအာယုံဆိုင်၍မနာမနေကြိုးစားအားထုတ်ပါတော့တယ်။ဒါဆိုရင်ជីနီဆရာတော်ဖျားဟာ ပရာပိုက်ကိုဘယ်ကရလာတလဲ။အိမ်မက်အရာလို့ဆိုစီအောင်တော့တက်ရှိထင်ရှားတူကမှတ်တမ်းပြုခဲ့ခြင်းသာဖြစ်ရမည်မှာဧကံပင်ဖြစ်ပါတယ်။သို့တော့ကုန်းမောင်ခေတ္တဖြစ်သည့်ဖြင့် တမိုင်းရစောတည်ဟုမဆိုနိုင်ပေမြမလောကီပညာရဲ့အဖြာဖြာတို့ဤတက်တန်းမှာထုံမြနောက်ကျเสียရမရှိပေဆက်၍စဉ်းစားလျင်ကုံးပေါင်ခေရဲ့ရှစ်တခိဖြစ်တဲ့ဘာမဲ့ဆရာတော်ဖရာကြီးခစ်ကိုကြည့်ကြပါစို့ဘာမဲ့ဆရာတော်လောင်းလျာကိုတက်ကရစ်144ခုနှစ်မှာ ပကူးရုံမတောင်တန်းနီတောင်မူခရိုင်ရွာသားရရွာတွင် အဖကိုအင်းတောင်နှင့်အမိမတောင်တို့မှမွေးဖွားခဲ့ပါတဲ့အချို့ယူဆကဘာမဲ့ဆရာတော်လောင်းလျာကို ယခိုင်နယ်ဆက်ဘာမဲတောင်ချီရွာ၌တက်ကရီ933ခုနှစ်မှာဖွားမြင်တယ်လို့လည်းယုံကြည်ကြပါတယ်။မွေးဖွားရာဒေသနဲ့တက်ကရီမတူညီတော့လည်းဖြစ်စဉ်အကြောင်းအရာများကအတူတူပင်ဖြစ်ပါတယ်။ခိုင်မာတဲ့အထောက်အထားကိုမသိရှိရပါဘူး။နောက်ခံခေတ်ကိုချိန်ဆရရင်တက်ကရီ933ခုနှစ်မှာ ဖွားမြင်တယ်ဆိုတာကပိုပြီးနှိစက်နိုင်ပါတယ်။ဘာမဲဆရာတော်ကလော်ကီရေးရာတွေလောက်ကင်လုံးလို့ဝီနီးနဲ့မညီဘူးဆိုပြီးငါစုဒါယကမင်းကြီး နန္ဒဖရင်ကညောင်ရမ်းမင်းစီပို့တယ်ဆိုတာတွေ့ရပါတယ်။ထူထူပြောရရင်ညောင်ရမ်းမင်းထံပို့တယ်ဆိုတာစကားလာအောင်ရတဲ့သဘောပါ။အမှန်ကပြည်နေလိုက်တဲ့သဘောပါပဲ။ဒါနဲ့ပဲဆရာတော်ဖရာကြီးဟာညောင်ရမ်းမင်းထံမှာတည်င်းသုံးခဲ့တာပါ။ချက်ချင်းကြီးတော့မင်းဆရာမဖြစ်လောက်ပါဘူး။လော်ကီပညာရက်ကိုအင်မတန်ထက်မြက်တာကြောင့်မင်းနေပြီးတော့ထိတည်င်းပေါက်ပြီးမှမင်းဆရာဖြစ်တဲ့သဘောလို့ယူဆနိုင်ပါတယ်။ဒါဆိုရင် ဘာမဲ့ဆရာတော်ရတဲ့ပညာရက်ကိုကောက်ချက်ဆွဲရရင်မင်းဆက်ရှိလျာလုံးနဲ့အင်းဝခိနဲ့ဆက်ဆက်တာကြောင့်အင်းဝခိကိုပြန်ကြည့်ဖို့လိုပါမယ်။အင်းဝခိမှာစာပေအမှုပညာနဲ့လောကီပညာရဲ့မျိုးစုံတော်တော်လေးထွန်းကားခဲ့တာကြောင့်မြန်မာနိုင်ငံပတိတရစ်စနစ်ရဲ့ရွှေခိလို့တောင်တင်စားရင်လုံးမဲမထင်ပါဘူး။ဒါကြောင့်မို့အင်းဝခင်မှာလောကီပညာဆိုင်ရာမှတ်တမ်းမှတ်ရာတွေတိတိကျကျရှိနေနိုင်မယ်လို့ယူဆနိုင်ပါတယ်။မြမဆွေစုံချမ်းအတွဲကိုမှာတော့ အင်းဝမျိုးကို ပထမတီစဉ်ကတတ္ထုကြီးနိပြအင်းနှစ်မိုက်ပတ်လေကိုမြေတွင် အင်းတထောင်မြုပ်စီ၍ညောင်တထောင်စိုက်တည်လို့ရေးသားထားပါတယ်။အင်းဝပြည့်ရှင်မျိုးတီမင်းဟာသရိုးမင်းဖျားဖြစ်ပြီး1345ခုနှစ်မှာနန်းတက်ခဲ့ပါတယ်။ဒါရီကိုကြည့်ရင်အင်းဝမျိုးကိုစာရီတီစင်ကပင် လောကီပညာတစ်ခုဖြစ်သော အင်းပညာရဲ့ရဲ့အနေထားကို ထင်ရှားစွာမိမောင်းထုတ်ပြနေတဲ့ကဲ့သို့ဖြစ်ပါတယ်။နောက်ထပ်ဟန်တာဝရီကိုဆက်ကြည့်ပါမယ်။ အင်းဝါနဲ့ဟန်တာဝူဒီဟာခစ်ပြိုင်ပြီးတော်တွေလည်းဖြစ်ပါတယ်။အင်းဝါနဲ့ဟန်တာဝူဒီ240စစ်ပွဲဟာအထူးထင်ရှားပါတယ်။ဟန်တာဝူဒီဘက်အချမ်းမှလည်း240စစ်ပွဲကာလအတွင်းမှာလောကီပညာကိုသွားတွေ့ရပြန်ပါတယ်။240စစ်ပွဲမှာဟန်တာဝူဒီမင်းဆက်ကလည်းနည်းနည်းရတော့မဟုတ်ပါဘူး။မြမတမိုင်းမှာမကဒူးမင်းဆက်လို့ခေါ်ပါတယ်။ AD 1280ခုမှ1539အထိ နှစ်ပေါင်း250ကျော်တိုင်အောင်ထီးနဲ့နန်းနဲ့အတွရှိခဲ့ကြသူတွေပါပကံပြည့်ရှင်အနော်ယထမင်းကြီးနဲ့စစ်ထိုးခဲ့တာကြောင့်ပြက်ခဲ့ရတဲ့သူဝနာဘူမိသားတွေပါပကံအင်အားပြည့်ချိန်မှာကိုပိုင်ထီးနန်းကိုပြန်လည်ထူထောင်ရန်ကြိုးပမ်းရာကပေါ်ပေါက်လာတာဖြစ်ပါတယ်။ဗညာဝါရူခေါ်ဝါရီရူမင်းကပြန်လည်ထူထောင်ခဲ့ပါတယ်။ဘရင်ရဲ့ငဲနာမီကိုအစွဲပြုပြီး မကဒူးမင်းဆက်လို့ခေါ်တာဖြစ်ပါတယ်။ဥကလာ မဟာရာဇဝင်ကြီးအတွဲနှစ်တွင် ရာဇာတိ၍အင်းဝကိုစစ်ချီရန်တိုင်ပင်ရာ၌ရှင်မထေလဲစာရာတော်တန်ပြီး928ခုတကူလဆန်း၄ရက်ဗုဒ္ဓဟူးနေ့ကို တိုက်တော်မူလျင်မင်းရဲ့ကြော်စွာကိုရလိမ့်မည်ဖုံးတော်ကြီးလဲဗုဒ္ဓဟူးနေ့တွင် ရန်ဟူသောစင်ကိုစီး၍အဆွေနှချောင်းကိုတိုက်ဝါထက်တင်စေပြီးလျင်တွား၍တိုက်တော်မူပါ မင်းရဲ့ကြော်စွာကိုစင်ခါ၍ကြလိမ့်မည်ခါကိုစင်ခက်၍ခါကျိုးလျင် ရေကန်နာက အုံးထဲပင်အောက်တွင်ရမည်ဟု၍ရှောက်၏ထိုချက်များကို ထောက်ရှုလျင် အင်းဝါနှင့်ဟန်တာဝဒီတို့တွင်ထုံကားလျက်ရှိသောလောကီပညာမှာပုံရှုွက်ရှိုးမဟုတ်မင်းပူဇော်ခံ ရွှေနှမ်းပေါက်အဖြစ်ရည်တည်နေကြောင်းတွေ့ရပြန်ပါသည်ဒါဆိုရင် AD 7300စုကစပြီးနှစ်ပေါင်း400ကျော်တည်တံခဲ့တဲ့အင်းဝါမင်းဆက် AD 700စုကစပြီးနှစ်ပေါင်း200ကျော်တည်တန်းခဲ့တဲ့မကဒူးမင်းဆက်တို့ကိုလိလကြည်ရာဒီယာစုတွေပြီးထောင်တွေမတိုင်းမီကြတဲ့ကအင်းပညာတွေရှိနေကြတာလားလို့စဉ်းစားမိပါတယ်။ဒါကတော့အင်းပညာကိုပဲသူတေသနာလုပ်ကြည့်တာဖြစ်ပါတယ်။အခြားလောကီပညာတွေဖြစ်တဲ့မန္တန်ပညာဗေဒပညာစတာတွေကတော့ဖះမပွင့်မီကြတဲ့ကရှိခဲ့ပါတယ်။ ဤတွင်ဆရာလက်ရမဟိတ္တိရေးသားတင်ပြထားတဲ့အင်းပညာဘေကစတဲ့လဲဆိုတဲ့အကြောင်းအရာကိုပြန်လည်မျှဝေတင်ပြလို့ပြီးပါပြီ။နောက်လဲဗဟုသုတမျိုးစုံကို တင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အသစ်တင်တိုင်းသိရအောင်ဘေးနာက ခေါင်းလောင်းလေးကိုနှိပ်ပြီးအောက်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေး မိတ်ဆွေများကိုလည်းမျှဝေပေးပြီးမေးမြန်းလိုသည်များအကြံပြုလိုသည်များလည်းခမန်မှာရေးပေးတော့ပါအောင်တော့ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ